မြတ်စွာဘုရားကဟောတယ်ပတိရူပေဝသေးသေးသေးမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ်တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍန်ဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆုလို့တယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလား။သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်။စာကတုဒ္ဒမရှိသေးဘူးဆိုရင်တုဒ္ဒရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုရင်ပညာ။ဆိုလိုတာကပညာလောကီဥ်နဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အမယ်လုံလဝိရိယဆက်ရမယ်။ပညာတွေသင်ရမယ်။ စီပါဥစ္စာတိုးတက်ကြောင်းဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်တာအတ္တတမပဏိတိပဲဖြစ်တယ်။အဲ့ဒီအတ္တတမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါ။လူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေခုံနှူးပွဲသူတွေရလို့စီစဉ်ဥစ္စာတွေတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲအကျမ်းပါတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြလည်းဖိတ်ဆိုင်ထိုင်နေချိန်ပြုံးနေစီးပွားရှာမှပြင်းနေအလုံးလုံးအောင်မှပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ကြည်ပွားတွတ်တဲ့မှုဆိုတာမရနိုင်အချိန်ရှိတယ်မျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆိုတဲ့ပုံကိုယ်တွေဟာထိတ်တန်းကိုရောက်လာစာရီမြန်မြန်ဖတ်တယ်ပညာရီမြန်မြန်ရအောင်စီးပူးအထုတ်တယ်ဆိုအဲ့ဓာတွေအလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ဉာဏ်နဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတဲ့ပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပွားတုတ်တက်မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်နော်ရှင်အနန္ဒာလောက်ပဲပုဂ္ဂိုလ်မှမြတ်စွာဘုရားရှင်ကတရားတွေကို မှတ်သားပြီးတော့ဒီ memorize လုပ်တာပေါ့လေမှတ်သားပြီးတော့နှုတ်တဲ့ရအောင်ဆောင်းထားတဲ့ပုဂ္ဂိုလ်မရှိဘူးခောဘကမောကလနာပုံနာကြီးကရှန္နန္ဒနဲ့တွေ့တော့မေးချင်တယ်အရှင်ဘုရားမြတ်စွာဘုရားရဲ့စကားတွေနှုတ်တဲ့ဆောင်းထားတာဘယ်လောက်ရှိတယ်ဆိုတော့ဓမ္မခန္ဓာပေါင်းတရားပိုက်ပေါင်း၈၄၀၀ရှိတယ်တဲ့အဲ့ဒီ၈၄၀၀မှာ ဓမ္မခန္ဓာဆိုတဲ့တရားအစုပြောမယ်ဆိုရင် collection ပေါ့ဓမ္မ speech of collection မြတ်စွာဘုရားစကားတော်ကိုစုထားပုဂ္ဂောင်း၈000လေးတောင်ရှိတယ်အဲ့ဒီ၈000လေးတောင်မှာ၈000 2000တော့ဓမ္မခန္ဓာတွေကိုမြတ်စွာဘုရားစီက拿ယူပြီးတော့သူတင်ထားတာကျန်တဲ့2000ကိုတော့ရှင်သာရိပုတ္တရာစာတယ်ယဟန္တာရိရှိကသင်ယူထားတာဟာလို့ ဒီလိုဂောမကမောကလနာပုံနာကြီးကိုပြန်ပြီးတော့ပြောတဲ့စကားရှိတယ်။ဒွါတိတိဗုဒ္ဓတော်ကနေတွေ့တဟတာနိဖိခုတော်။၈000နှထောင်ကိုဖျားစီကတင်တယ်။နှထောင်ကိုတော့ယဟန္တာလေးစီကတင်တယ်။စတုရာတိတိတဟတာနိယေမေဓမ္မာပိုတိနောသူဟာဒီတရားတွေကိုနှုတ်တဲ့ရွတ်ဆိုနိုင်တယ်။ အချိန်မရွေးရွတ်ပြနိုင်တယ်ပေါ့ဒီလိုနှုတ်တဲ့ဆောင်ရတာအဲ့ဒီဂျေစုတရားဟာအလွန်ကြီးမားတယ်လို့ပြောရအောင်ရှန်နနာရဲ့အဓိကလုပ်ငန်းဟာမြတ်စွာတက်တော်55နှစ်အရွယ်ရောက်တဲ့အချိန်ကစမြတ်စွာဘုရားကိုပြုစုဆောင်လျှောက်ခြင်းလှုပ်ကြွေးခြင်းမြတ်စွာဘုရားဟောသမျှဓမ္မခန္ဓာတွေကို나ယူမှတ်သားပြီးတော့ပ မပြောက်မပြဲ့အောင်နေ့စဉ်နဲ့ရွတ်ဖတ်တည်းဆဲထားခြင်းအခုခေတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အခုခေတ်ကတော့စာအုပ်ထဲမှာရေးမှတ်ထားတာဆိုချိန်မီပြန်ကြည့်လို့ရတယ်မိရှန္ဒနာရုခေတ်ကနားနဲ့နားထောင်ပြီးတော့မပြတ်နှုတ်နဲ့တည်းဆဲရတယ်သူတို့မှာမှတ်ညာအလွန်ကောင်းလို့တင်ရင်သွားနိုင်အဲ့လိုတင်ရင်မှုမရှိအောင် အမြဲတမ်းနှုတ်တဲ့ဆောင်းနဲ့တတိလည်းကောင်းတယ်။နောက်ဝီရိယလည်းကောင်းတယ်။လွန်ကျိုးစားတာ။အလွန်ကျိုးစားတာ။အဲ့လိုကျိုးစားလို့တရားဓမ္မတွေဟာတခုမှမပြောင်းမပြတ်ဖဲနဲ့ကုံလုံးမှတ်မိတာဒါရှင်အနန္ဒာရဲ့ဆွမ်းဆောင်မှုပဲဖြစ်ပါလေ။ဒါကြောင့်မို့မြတ်စွာဘုရားကရဟန်းတန်ဃာတွေရဲ့ခုံကျေးဇူးခွန်တုဝိသေသတွေထုတ်ဖော်ပြီးတော့ချီးမွမ်းတဲ့အခါမှာ အနန္ဒာဟာဖရာတရားတော်တွေအများဆုံးနိုင်ယူမှတ်သားတဲ့ပုဂ္ဂိုလ်တွေမှာတော့သူဟာအထူးချုံဆုံးပဲလို့ဘောဟုတ္တဧတရက်လို့ခေါ်တယ်။အဲဒီဧတရက်ကိုလည်းဧတရက်ဆိုတာသူအပါဆုံးသူအတော်ဆုံးခုခေတ်ပြောမယ်ဆိုရင် top 1ပေါ့နော်။မှန်ပါဗျာ။သူအတော်ဆုံးပဲလို့ပြောလို့တာ။နောက်တစ်ခါတတိမန္တဒီစာတွေမပြောက်အောင် စွဲမြဲတဲ့တတိရှိတာလည်းပဲသူအတော်ဆုံးပဲဒီတိမန္တာဒီစာရီမပြောက်အောင်ရွတ်ဖတ်တည်းလုံးလဝိရိယထုတ်တဲ့နေရာမှာလည်းအလွန်ကြီးမားတဲ့ဝိရိယရှိလို့သူအတော်ဆုံးပဲဂတိမန္တာပညာရည်စွမ်းပကားလည်းအလွန်ထက်မြက်တယ်အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်အမှန်အမှန်ကိုသိနိုင်စွမ်းရှိတဲ့ပညာလည်းပဲထက်ထက်လက်မြက်မြက်ရှိတယ် နောက်ဆုံးမြတ်စွာဘုရားကိုပြုစုတဲ့ယဟန်တော်တွေထဲမှာဥပတ္ထာကလို့ခေါ်တယ်ဘုရားကိုပြုစုလို့ကြွေးတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းသူဟာအထက်မြတ်ဆုံးပဲလို့ဒါကြောင့်မို့ရှင်အနန္ဒာကိုဣတရက်၅ဌာန်ရတယ်လို့သူတို့ပြောတာ၅ဌာနမှာသူကတောက်ဝမ်းဖြစ်သွားဒီလိုဆုံးလို့တာနော်ထူးချွန်ဆုံးပုဂ္ဂိုလ်တူအခုခေတ်တော့ ဆင်းနေတတ်လို့ဆိုပြီးတော့နော်ထိမ့်ကွက်နေကြဆင်းနေပြောက်ွက်တော့မှာပဲဆိုပြီးတော့ခဏခေတ်မှာဆင်းတတ်တာမဟုတ်ဘူးရှေ့တုန်းကလည်းဆင်းတတ်တဲ့မုံဆိုးတွေရှိတယ်ဒန်တော်ဟင်းညေကုံစရီတုကုံဒန်တေတုကုံစရောဟင်းညေတေဟင်းညေတေကုံစရောဒန်တေတုဟင်းညေတေဆင်းတတ်တာအစွဲလိုခြင်းတို့တတ်တယ်ဒါရှေ့ခေတ်က ်ရှေ့ခေတ်မှာလည်းပဲအစွဲလိုခြင်းနဲ့ခွာလိုခြင်းနဲ့နော်အရေးခွန်လိုခြင်းနဲ့အသားလိုခြင်းနဲ့အကုန်လုံးပါပဲအခုခေတ်လည်းစဉ်းစားနေဘာကြောင့်တတ်သိလားအခုခေတ်ကတော့ဆင်အရေးကိုလှိယူတာဆင်ကောင်လုံးကြီးတော့မယူအရှိတော့ကတော့အယိုးရောပါရောအကုန်လုံးယူအဓိကကတော့နေ့စဉ်နဲ့အမြနော် အစွဲရှိတဲ့ဆင်းနေသက်ခံနေရအစွဲကတမိုးကြီးတော့အစွဲကိုရောင်းတာခနေ့ခေတ်တော့ရှားစောမှုအနေနဲ့သတ်မှတ်ပြီးတော့နိုင်ငံတကာဈေးကွက်မှာပြောက်အောင်လုပ်နေတနည်းအားတနည်းအားသိရင်ဘိန်းတဲ့တယ်လို့ပဲဖမ်းတယ်ဆင်းစွဲတဲ့လို့မရအဲ့တော့ရသဗျာဟောတဲ့ဇလန်းထဲမှာလည်းပဲမုံဆိုးတယောက်ကဆင်းနေသက်ပြီးတော့ ်ဆင်းရဲအယောင်ဝယ်လို့တယ်ဆင်းခွာဆင်းချေတဲ့လည်းလည်းအယောင်ဝယ်လို့တယ်ဆင်းသိရေးအယောင်ဝယ်လို့တယ်ဆင်းသားကိုအယောင်ဝယ်လို့တယ်သူကတော့အကုန်လုံးဆင်းကောင်လုံးတတ်ပြီးရင်တော့သူကတော်တော်ဟုတ်သွားတယ်တကောင်လုံးတတ်ရရင်သူ့အိမ်တော်တော်ဖူလုံသွားမှန်းနဲ့တူသူကတတ်ဆိုရိုးရိုးတတ်တယ်မဟုတ်ဘာလို့တုံးဆိုအဲ့ဒီတုန်းက သူတွေ့တဲ့ဆင်အုပ်တော်ကိုတွေ့တာအဲဆင်အုပ်တရားပြစ္ဆေကဗုဒ္ဓလေးဟိမွန်တမနေတော့ပြစ္ဆေကဗုဒ္ဓလေးမြင်တဲ့အခါဆင်းရဲကြီးညိုတယ်တရိษံဆိုတာလည်းပဲသူတို့စိတ်ထဲမှာသူတို့ဇင်လို့သတ်မှတ်လိုက်ရင်ကြီးညိုတာပဲတချို့ကျွဲတွေပါလေဆိုသင်္ကန်းရောင်မြင်လိုက်ခတ်တာရှိတယ်နော်ခွေးကလည်းပဲဟောင်းတာရှိတယ်မျိုးစုံပဲအဲ့တော့ ပိစိကဗုဒ္ဓတွေကိုတွေ့လို့ရှိရင်ဆင်းနေဟာပိစိကဗုဒ္ဓတွေနဲ့ယဉ်နီးပြီးတော့ဒီပိစိကဗုဒ္ဓတွေကိုချီးညိုတယ်မပြေဘူးလန့်ပြီးတော့မကြောက်ဘူးအဲ့ဒါကို तू ကသိတဲ့အခါကျတော့ပိစိကဗုဒ္ဓတစ်ပါးရဲ့ရှည်ချိုးနေတဲ့အချိန်မှာပိစိကဗုဒ္ဓသင်္ကန်းကိုခိုးတာသူပြစ်မှုနှစ်ခုကျူးလွန်တယ်ပိစိကသင်္ကပိစိကဘုရားဝတ်တဲ့သင်္ကရေချိုးနေတော့ခိုးသွားခိုးသွားပြီးတော့ စင်တတ်တာသူကလှမ်းနေထိုးတတ်တာအဲ့ဒီမှာပိစိကဗုဒ္ဓဝတ်တဲ့သင်္ကန်းကြီးကိုချုံပြီးတော့တစ်ပင်အောင်မှထိုင်နေလှမ်းကိုဖွက်ထားတယ်ဆင်အုပ်ကြီးလာပြီဆင်ဆင်နေရတော့ပိစိကဗုဒ္ဓမှတ်ပြီးတော့နေတယ်သူနောက်ဆုံးဆင်နောက်ဆုံးကြနေတဲ့ဆင်ကြတော့မှအနန္တကပ်ပြီးတော့လှမ်းနေထိုးတာအဲ့လိုနဲ့ဆင်းတွေကတနေ့တစ်ကောင်တနေ့တစ်ကောင်လို့ စင်နေရရောရောသွားတဲ့အခါကျတော့စင်ကောင်းဆောင်စင်နေမှလည်းပဲကောင်းဆောင်စင်အုပ်ကောင်းဆောင်ကြီးရသူစင်နေရောနေတယ်ဘာဖြစ်တာလဲဆိုတော့တိတဲ့အခါမှာသူစုံစမ်းမလို့တရက်တော့သူနောက်ဆုံးမှလာနောက်ဆုံးမှလာတော့သူမတင်ငါရအဲ့ဒီတင်ငန်းခြုံထားတဲ့လူမတင်ငါဘူးပေါ့